အကျွေးထုန်နေလို့ဒေါ်တူနဲ့ထုတ်တက်ပြီးအကျွေးဆက်တဲ့တူမအဖမ်းခံရမင်္ဂလာပါအော်ဒီယိုပိုင်းဆောင်းနိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့မန္တလေးမှာအကျွေးထုန်နေလို့အဒေါ်တူနဲ့ထုတ်တက်ပြီးအကျွေးဆက်တဲ့တူမအဖမ်းခံရတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးမြို့ချမ်းမြားသာစီမြို့နယ်အသက်64နှစ်အရွယ်ရှိတဲ့အဖွားအုံနဲ့၎င်းရဲ့မြေဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ရိုင်းနှက်ပြီးတော့ ရွှေလုံးနဲ့ငွေများယူဆောင်ခဲ့တဲ့အဖားအိုရဲ့ဒူမားဖြစ်သူကိုဖမ်းဆီးရမိကြောင်းသိရပါဗျ။အော်တိုဘလာ26ရက်မနက်9:00နာရီချိန်မှာမနလေးတိုင်းဒေသကြီးချမ်းမြားတာစီမြို့နယ်မြို့တစ်နှစ်ရက်ကွက်လမ်း 80A တရား9လမ်းနဲ့တရား10လမ်းကြားရှိအိမ်မက်တရား82နေအိမ်၌အမျိုးသမီးတို့အသက်ခံရကြောင်းသတင်းရရှိပါတယ်ဒီသတင်းကြောင့်မို့လို့ ချမ်းမြသာစီမြို့နယ်အမတ်၁၁နမ်းမြေရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းဖွဲ့ကတွားရောက်စစ်ဆေးခဲ့ပါတယ်။အဆိုပါနေအိမ်မှာနေအိမ်ပိုင်းရှင်အငိမ့်စားစာကြည့်လိုက်မှုဒေါခင်ဆိုးမြင့်အသက်84နှစ်ကို နေအိမ်မြင်ကြီးရက်အကန်အတွင်းရှိထိုင်ခုံပေါ်မှာဥကောင်းပေါက်ပြဲတံရတစ်ချက်ဖြင့်သေဆုံးနေတာတွေ့ရပါတယ်။၎င်းနောက်အတူနေ သူ့ရဲ့မြေးဖြစ်သူဒေါ်အေးခိုင် အသက်36နှစ်အားမြင်ကြီးရက်အကန်ကရင်ပေါ်မှာ ။ဦးကောင်းဝဲနှစ်ထင်တို့၌ပေါပြဲတံရနှစ်ချက်ရရှိထားတာကို စစ်ဆေးတွေ့ရှိရလို့သိရပါတယ်။ဒါကြောင့်မလို့ချမ်းမြားသာစီမျိုးနယ်အမတ်၁၁နံမြေရစကန်ပ၁၈ကို၂၀၂၅ရသက်ကြီးပုံမှန်၃နှစ်၃နှစ်၆ဖြစ်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ပြမှုကျူးလွန်သူဟာတေဆုံးသူရဲ့တူမတော်ဆက်သူဖြစ်ပြီးပြင်းဦးလင်မျိုးရက်ွက်ကြီး၃ အမှတ်လေအခြေခံပညာအလဲရန်ကျောင်း၌တွဲဖက်တောင်းဝန်ထမ်းဆောင်နေတဲ့အလဲရန်ပြဆရာမဒေါ်စိုးစိုးထွန်းဖြစ်ကြောင်းသိရပါတယ်။သူ့ကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရမှာတော့အော်တိုဘာလ26ရက်ညနေ9:00နာရီကျော်မှာအခမ်းဖြစ်တဲ့နေရင်ကိုပြန်လာတာကြောင့်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ဖမ်းဆီးရမိထားတဲ့ဒေါ်စိုးစိုးထွန်းဟာ2023ခုနှစ်ဇူလိုင်လလောက်ကစပြီးနထိုးချင်းမြို့နယ်မှာယာယီနေရဲဆန့်ခွာ၍ပြည်ဦးနယ်မြို့၌ အိမ်ငှားရန်နေထိုင်ခဲ့ရကြောင်းသူမှာငွေကြေးခက်ခဲများစွာရှိနေကြောင်းဒီလိုမျိုးငွေကြေးခက်ခဲများစွာနဲ့ရှိနေတဲ့အချိန်တွင်းမှာ2025ခုဇူလိုင်လအတွင်းကသူ့အတော်ဖြစ်တဲ့ဒေါခင်ဆိုးမင်းကမန္တလေးမြို့မြို့တင်9ရပ်ကွက်မှာရှိတဲ့နေအိမ်ကိုရောင်းချလိုက်ပါတယ်။သူကလည်းဒီအိမ်ရောင်းချကြောင်းကိုသိပါတယ်။သိလို့မို့ဒေါခင်ဆိုးမင်းထံကနေပိုက်ဆံချေးပါတယ်။ချေးတော့ဒေါခင်ဆိုးမင်းက အိမ်ရောင်းရငွေအကျေလဲရရှိမှစီစဉ်ပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းငွေအကျေလဲရရှိပြီးနောက်ပိုင်းမှာ အခုအခင်းဖြစ်ပွားတဲ့နေအိမ်ကို ပြန်လဲဝယ်ယူပြီးပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့သူရဲ့အခက်အခဲကိုတော့ကိုကြီးဆောင်ရွက်ပေးခြင်းမရှိကြောင်းသိရပါတယ်။ဒီလိုနဲ့အော်တိုဘာလ24ရက်နေ့မှာဒေါကင်ဆိုးမြင့်ကသူ့ကိုဖုန်းဆက်ခေါ်လာကြောင်းဒီအခင်းဖြစ်တဲ့နေအိမ်ကိုထပ်မံရောက်ရှိခဲ့ပါတယ်။ နောက်ရက်အော်တိုဘာလ25ရက်မနေ့ပိုင်းမှာတော့ဒေါကင်ဆုံးမြင့်ရောသူရောသူတို့ရဲ့ဒူမတော်ဆက်တဲ့မအေးခန်တို့ဟာဈေးဝယ်အတူတူထွက်ကြပါတယ်။ဈေးဝယ်ကနေမနေ့7ရက်နေ့လောက်မှာအင်ကိုပြန်လဲရောက်ရှိလာပါတယ်။အဲ့ဒီနောက်ချက်ပြုတ်စားတော့ပြီးတဲ့ချိန်မှာမအေးခန်ကမြင်ကြီးတဲ့အကန်တွင်ကခရင်ပေါ်မှာအိပ်ပျော်နေပါတယ်။ဒေါကင်ဆုံးမြင့်ကတော့နေအကန်ကခုံပေါ်မှာထိုင်နေပါတယ်။အဲ့ဒီချိန်မှာပဲဒေါ်ဆိုးဆိုးထုံးဟာ နေအိမ်ဝင်ပေါအနီးတစ်သားတစ်တာတွင်မှထားရှိတဲ့တန်ရိုက်တူကိုယူဆောင်ပြီးတော့ကလေးမမအဲ့နေတဲ့မအေးအေးခိုင်ကိုတုံးချက်ထူပါတယ်ပြီးတော့ထိုင်ကုန်မှာထိုင်းနေတဲ့ဒေါခင်စိုးမြင့်ကိုဥကောင်းငရိတ်အားတစ်ချက်ထူလိုက်ပါတယ်ပြီးရနဲ့ဒေါ်စိုးစိုးတုံးဟာဒေါခင်စိုးမြင့်အိမ်ခန်းတွင်မှရှိတဲ့တန်တစ်တာကိုတူနဲ့ရိုက်ဖြတ်ပြီးတော့တစ်တာတွင်မှတင်းစီထားတဲ့အောင်သမားကြီးအမှတ်တစိုက်ပါတဲ့ရွှေတစ်ဆယ်သားချက်တုံးတုံးကိုယူဆောင်ပါတယ် ။နောက်အဲ့ရပေါ်မှာရှိတဲ့ငွေကျပ်သိန်းတရာကိုလည်းယူဆောင်ပြီးတော့ပြင်ဦးလွင်ကိုပြန်တက်သွားပါတယ်။နောက်ရက်အော်တိုဝါလာ26ရက်နေ့မှာတော့ဒေါကင်ဆုံမြင့်နေရင်ကယူဆောင်လာတဲ့ရွှေတုံးကိုရောင်းချပြီးသူချင်းငားထားတဲ့ငွေကြေးများကိုပြန်လည်ပေးဆက်သုံးစွဲခဲ့ကြောင်းပြရပါတယ်။ဒီလိုမျိုးငွေကြေးခက်ခဲကြမှုအတော်ဖြစ်သူနဲ့တူမဖြစ်သူတို့ဟာတန်ရတူနဲ့မညာမတာထူရိုက်ခဲ့တဲ့ဒေါ်ဆူဆူထွန်းဟာ ဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးနဲ့တင်းစည်းရန်ကြံတတ်တဲ့ကံပစ္စည်းများကိုပြန်လည်တင်းစည်းရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ကြားရတဲ့သတင်းကလည်းစိတ်ချမ်းသာစရာတကွမ်းမှမပါပါဘူး။အကျွေးနော်နေလို့လုံမိလို့ရလို့ရက အခုတော့ဒီဘွားရောတန်တရာပါရေစုံမြောင်းမဲ့အလုပ်ကို လုံမိရတာဖြစ်သွားပါပြီ။ခဏတာကြုံရတဲ့ခက်ခဲကိုဘွားနဲ့လဲပြီးဖြေရှင်းလိုက်တော့ဒီဘွားတွေမှာက တန်တရာမှာပါပျက်စီးမှန်ကိန်းဆိုင်နေပါပြီလူဘွားဆိုတာလဲတကယ်တွဲကြည့်လေတန်ဝေကရစရာကောင်းနေပါဘိုက်ဆန်မရှိအကျွေးထူစင်ရသားနင်းများဘွားလုံးကလည်းဒုက္ခမျိုးစုံကကျိုးခုံပျော်ပါနှိပ်စက်ကြပါလေအဲဘက်ဆန်လေးရှိလာလို့လဲဒုက္ခတွေအတန်အသင့်ကင်းသွားပေမဲ့စိုးရိမ်ပူပန်ရမှုတွေက ပေါ်လာပြန်ရောစိုးရိမ်ပူပန်ရတာလောက်ဆိုရင်မစိုးသေးပေမဲ့အခုလိုမျိုး လူရင်းကပါအနေရပေးတာမျိုးကြုံရတော့အမတန်စိတ်ပြည့်စရာကောင်းလာပါလေ။ဒါကြောင့်လဲရှဲလူကြီးရရဲ့ဆိုရိုးစကားရှိခဲ့တာပါ။ကိုဟာကျူးကိုဒူးတောင်မယုံရဘူးတဲ့။အဲ့လိုအနေကလူတွေကမယုံကြည်ရပြန်မှုဆိုတော့လေဘွာကြီးကပူလောင်လွန်းလာပါရော။တကယ်ငြိမ်းချမ်းသာတာကနိဗ္ဗာန်မှတပါအခြားမရှိပါလား။